အောင်မမင်္ဂလာပါဒေါက်တာနိုမီဘလော့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ကိုဝန်ဆောင်ချိန်မှာကြကြထိုင်ရတဲ့အလုံးလုံးနေတဲ့မိမိတို့ကိုဝန်ကိုအန္တရာယ်ဖြစ်စေနိုင်လားဆိုတဲ့မိကုန်းလေးဖြေပြီးွားပါမယ်ကိုဝန်ဆောင်တဲ့အချိန်မှာခန္ဓာကိုယ်တွင်းမှာသွေးလည်ပတ်မှုကအလုံးလုံးနေဝရအတွက်ကြောင့်မလို့ကိုကထိုင်လာကြတဲ့ခါကြလို့ရှိရင်ခြေထောက်ကိုချထားတဲ့အတွက်ကြောင့်မလို့ခြေထောက်မှာသွေးလည်ပတ်မှုကအလုံးလုံးနေသွားတယ် အဲ့လိုမျိုးနေသွားတဲ့ခါကြတော့ရှင်အခက်မသိရင် DVD လို့ခေါ်တဲ့သွေးကဲပိတ်တာမျိုးတွေဖြစ်တတ်တယ်။ဒီသွေးကဲပိတ်တာဆိုတာကလေကိုယ့်ရဲ့အန္တရာယ်ကဘယ်လောက်ထိအခြေအနေရှိတယ်ဆိုတာကကိုယ်ဒီအလုပ်ချိန်မဟုတ်ပဲကျန်တဲ့ချိန်မှလည်းလှုပ်ရှားနေတဲ့ပုံမူတည်နေသေးတယ်။ဒီလိုမျိုးသွေးကဲပိတ်တာကိုရှော့ချစေနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့လမ်းလျှောက်ပေးတာပဲဖြစ်ပါတယ်။တနေ့ကိုအနည်းဆုံး9ရက်လောက်တော့လမ်းလျှောက်ပေးတဲ့နဲ့ကိုကအလုံးမှာ ထိုင်မဲ့လောက်ရတယ်တိတ်ရိုင်းမတက်မထရအောင်ဆိုလို့ရှိရင်တော့ဒီတဏှာကြားတစ်ခါကိုဒီခြေချင်းဟိုကိုလှုပ်လှုပ်ရှားရှားလှုပ်တာတွေလှုပ်ပြီးလို့ရတယ်။သုံးနည်းကြားတစ်ခါလောက်မတက်ထတာလမ်းလေးနည်းနည်းရှောက်တာမျိုးတွေလှုပ်ပြီးလို့ရတယ်။ကိုယ့်ရဲ့အလုပ်ကဒီကားနဲ့တက်လို့ရတဲ့အထက်သိမ့်မများအောင်ဆိုလို့ရှိရင်တော့ဒီလီကားနဲ့တက်တာမျိုးတွေလှုပ်ပြီးလို့ရပါတယ်။ဒီတွေးခဲဖြစ်နိုင်ချေ များတဲ့သူတွေတကားတော့ဒီတာဖွားဆရာဝန်နဲ့တိုင်ပင်ပြီးတော့တာဖွားဆရာဝန်ကလိုအပ်တဲ့စိတ်ထိုးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီခြေချင်းဖို့ဆွတ်တဲ့အဆွတ်ကိုအဲဝှက်ခိုင်းတာပဲဖြစ်ဖြစ်လုပ်ပေးပါလိမ့်မယ်အလုံးမဲ့မိငနဲ့ကလေးကျမ်းမာရေကလေးကျမ်းမာရေကိုဝန်ဆောင်ကျမ်းမာရေဘူးတုတာတွေသိကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးလို့ရပါတယ်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်